ဇလန်းစားတီနဲ့အချိန်မှာတော့ liberal ခေါင်းဆောင် Gaddafi တော်လှန်ပြီးတဲ့နောက်ပိုင်းဖြစ်တာပါ။ဒါကြောင့်ဒေသခံလက်နက်ကိုင်အဖွဲ့တွေကသူ့ရဲ့လက်နက်ကြီးကိုအသုံးပြုပြီးတော့တိုက်ပွဲတွေဖြစ်လာကြပါတယ်။ဘန်အာစီမျိုးကပို့ပြီးတော့အန်နီယကြီးလာတယ်လို့နိုင်ငံတကာတန်ယုံတွေကလည်းတခုချင်းစီပိတ်ထားကြပါတယ်။ဒါပေမဲ့အမေရိကန်တန်ယုံတစ်ခုနဲ့ CIA အခြေစိုက်စခန်းတစ်ခုကတော့ကြမ်းရှိနေသေးပဲဖြစ်ပါတယ်။အဲ့ဒီနေရာတွေကို GRS Global Response Staff လို့ခေါ်တဲ့လုံခြုံရေးအဖွဲ့ကကာကွယ်ပေးထားတာပါ။ ဒါနဲ့ဂျီအာ S အသင်းဝင်ဂျက်စီဗာဟာဘန်အာစီကိုရောက်လာပြီးတော့တေရုံရုံဝူးကလေစိမ့်မှာလာဂျိုခဲ့ပါတယ်။သူတို့နဲ့တူတူလမ်းပေါ်မှာတိုက်ပွဲတစ်ခုဖြစ်နေခဲ့တာကိုကြုံခဲ့ရပါတယ်။ဒေသခံအဖွဲ့ဝင်တွေအနေနဲ့သူတို့ကားတွေကိုစစ်ဖို့ကြိုးစားပေမဲ့ရုံကဒရုန်းတွေနဲ့ဝင်တိုက်မယ်လို့အမိန်ပေးလို့စစ်မဏီရောဘင်းနဲ့ခြံပစ်လိုက်ပါတယ်။သူတို့ CIA စခန်းကိုရောက်တဲ့အခါမှာတော့ရုံက CIA ဂျုတ်ဘော့ကိုတွန်းအားပေးပါတယ်။ဘော့ဘကရော CIA ဝန်ထမ်းတွေကပညာတတ်ကြပြီးတော့ GRS ကတိုက်ခိုက်မှုတစ်ခုဖြစ်လာနိုင်တဲ့အတွက်သူတို့ကိုလဲပေးဖို့မလိုအပ်ဘူးလို့ဆိုလာခဲ့ပါတယ် ဂျက်ကလည်း GIA ရဲ့အသင်းဝင်အသစ်တွေနဲ့မိတ်ဆက်ပြီးတော့သူခန်းထဲမှာသူ့ဇနီးဘက်စီရဲ့စိတ်မချမှုအကြောင်းစဉ်းစားနေခဲ့ပါရီ။နောက်ပိုင်းမှာတော့ CIA ဂျုတ်ကဂျက်ကိုဆွေးနွေးခန်းခေါ်ပြီးတော့ GIS ကသူ့ရဲ့စကန်ထဲမှာကိစ္စမဖြစ်အောင်လုပ်ဖို့တိုက်တွန်းပါရီ။ရုံးကတော့အသင်းဝင်တွေနဲ့အရေးကြီးအစည်းအဝေးတစ်ခုကြောင်းပြောပါရီ။ CIA ဝန်ထမ်းတွေပြည်ကြတဲ့ဗိနာနဲ့ဂျီလီယာနီတို့ကလီဗျာနာရေနံကုမ္ပဏီအမှုဆောင်တုံးနဲ့တွေ့ဆုံမှာဖြစ်ပြီးဂျက်ကိုဂျီလီယာနာရဲ့ခင်မွန်းအဖြစ်နဲ့လိုက်သွားဖို့ခိုင်းပါရီ။အစည်းအဝေးချိန်မှာမထင်မှတ်ဖေးနဲ့ လုံယုံရံနေရှိလာတဲ့အတွက်ရုံးက DRS ကိုခေါ်ခဲ့ရပါတယ်။ဂျက်ခေါ်သွားတဲ့ဗိန်းနာနဲ့ဂျီလီဟာနာတို့ကိုအမြန်ဆုံးမတော်တဆမဖြစ်အောင်ပုံခိုင်းခဲ့ပါတယ်။ CI ဝန်ထမ်းတွေကစိတ်မချမ်းသာပေမဲ့တကယ်လိုက်လာတဲ့သူတွေရှိတယ်ဆိုတာသိလာတဲ့အချိန်မှာတော့ DRS ရဲ့အရေးကြီးမှုကိုနားလည်လာခဲ့ပါတယ်။တချိန်တည်းမှာပဲဂျက်ကသူ့ရဲ့ဇနီးနဲ့ကလေးအစီကိုဖုန်းပြောပြီးနောက်ပိုင်း DRS ကိုကေဂျိုဂလန်ဒိုဟာဒီနဲ့ချိတ်ဆက်ခဲ့ပါတယ်။ဂလန်ကဘန်ဟာစီကိုအမေရိကန်တန်မတ်ခရစ်စတိုဗာစတီဗန်ရောက်လာမယ်ဆိုတာကိုပြောပါတယ်။ ဒေးတွက် GIS ကသူ့ကိုကာကွယ်ဖို့တာဝန်ယူခဲ့ရပါတယ်။သူတို့အထူးမရှိုံသွားကြည့်တဲ့အချိန်မှာ DSS လို့ခေါ်တဲ့ Diplomatic Security Service ဝန်ထမ်းတွေနဲ့တွေ့ပါတယ်။သူတို့မှလည်းလုံခြုံရေးမရှိတဲ့လောက်ရှိနေတာကို GIS ကသိလာပါတယ်။သူတို့က CIA base မှာတမိုင်းအဝေးကတည်ရှိနေမယ်ဆိုပြီးတော့ဘာဖြစ်ဖြစ်ခေါ်လိုက်ရင်တက်နိုင်သမျှမြင်မြင်လာမယ်လို့လည်းပြောပါတယ်။နောက်ဆုံးမှာတော့ Rune ရဲ့သူ့ရဲ့အသင်းဝင်တွေကဒေတာကလက်နက်ကင်အဖွဲ့တွေကိုကင်တွယ်ပြီးတော့တမ်မတ်နဲ့ CIA ဝန်ထမ်းတွေကိုကာကွယ်ဖို့စီစဉ်ခဲ့တာပါ။ စတီဖန်တမ်ဘတ်ကလည်းအေဂျန်ရေးနဲ့ဒီမိုကရေစီကိုလေဗျာရာတွေမှာမြင့်တင်နေတာကြောင့်မလို့ပြင်းပြမှုမရှိဘဲဖြည့်ရှင်းမှုကိုတောင်းဆိုခဲ့ပါတယ်။အဖွဲ့သားအများစုကအောင်စိုက်နေပေမဲ့တန်တိုးကတော့အိတ်သွားခဲ့ပါတယ်။ရှေ့ဖ်ကအဲ့ဒါကိုတုံ့ပြန်ပြီးတော့နောက်တစ်ချိန်လဲဆက်လုပ်မယ်ဆိုရင်ပြန်ပို့လိုက်မယ်လို့သတိပေးပါတယ်။နောက်တစ်နေနဲ့ GRS အဖွဲ့ကဒူဒီယာတမ်မတ်စတီဖန်ကိုဘန်ယာစီမျိုးတော်ဝင်နဲ့တွေ့ဆုံတဲ့အစည်းအဝေးကိုလိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့သတင်းသမားတွေတက်ရောက်လာကြအောင်မလို့ GRS အဖွဲ့ကစိတ်နှောက်ယှက်ဖြစ်ကြပါတယ်။ ။တန်မတ်ကစကားပြောတဲ့အခါမှာတော့ဘေးအန္တရာယ်မဖြစ်စေဘဲအစည်းအဝေးက ACP ဆုံးသွားခဲ့ပါရီ။အဲဒီနေ့ညနေပိုင်းမှာ GRS တပ်ဖွဲ့က DSS အေဂျင့်တွေကိုသတိပေးပြီးတော့ဒီကနေ့ကတော့ကံကောင်းတယ်လို့ပဲပြောကြပါရီ။ဒါနဲ့ DSS အဖွဲ့ကစောင့်ကြည့်ရေးကျွမ်းကျင်သူတဦးဖြစ်တဲ့ Smith ကိုမိတ်ဆက်ပေးပါရီ။ဒီလိုနဲ့ GRS တပ်ဖွဲ့ကသူတို့ base ကို ပြန်သွားကြပါပြီ။နောက်တနေ့မှာတော့ base ထဲမှာနေစဉ်လုပ်ငန်းတွေနဲ့အစီအပြောင်ဆက်လုပ်နေကြပြီးစက်တင်ဘာလ17ရက်တိုက်ခိုက်မှု17ရက်ပြည်နေကိုလည်းမတန်းတင်နေကြပါပြီ တမ်မတ်စတီဗန်ကတော့အောက်စပိုးရဲ့လုံခြုံရေးအခြေအနေကိုစိုးရိမ်နေပြီးဒေသခံလီဘရန်တွေကကန့်ကွက်မှုတွေကိုတရီထားမိခဲ့ပါတယ်။အဲဒီအချိန်မှာတော့ GIS တပ်ဖွဲ့သားတွေကသူတို့မိသားစုတွေနဲ့ဆက်သွယ်ကြပြီးတော့ဂျက်ကသူ့ရဲ့ဇနီးဘက်စီယာကိုဝင်ရှိနေပြီဆိုတော့သိသွားပါတယ်။ညနေပိုင်းမှာဘာမှတူးကြတာမဖြစ်ပဲတင်းငိမ်စွာနဲ့ဖြတ်တန်းသွားခဲ့ရပါတယ်။နေရာတော်တော်များလေးကလုံခြုံမှုအားနည်းနေတဲ့အောက်စပိုးမှာညနေပိုင်းမှာတော့ဒေသခံမီလီရှာအုပ်စုတွေကစုပေါင်းလာပြီးတော့ထိုးစစ်စတင်ပြုလုပ်ကြပါတယ်။ရိုင်ဖယ်နဲ့စစ်တပ်နဲ့တိုက်ခိုက်ခံရပြီးတော့ တန်မတ်နဲ့ DSS တွေကိုတော်တော်လေးအံ့ဩသွားစေခဲ့တာပါသူတို့အဆောင်နဲ့ဝင်ပြီးတော့ပစ်ခတ်လိုက်ကြတာပါဝက်စလန်ကတန်မတ်နဲ့စမစ်တို့နဲ့လုံုံကြီးကန်းလေးကိုဝင်ခိုခဲ့ပါတယ် CIA base မှာနေတဲ့ DRS တပ်ဖွဲ့ကတော့ဒီအဖြစ်အပျက်ကိုမြင်ပြီးအကူအညီပေးဖို့ပြင်ဆင်ခဲ့ပါတယ်ဒါပေမဲ့ Shift က DRS တပ်ဖွဲ့ကမူဝါဒအရနောက်ဆုံးမှသာခေါ်ရန်ဖြစ်တဲ့အတွက်17 February တက်ဖွဲ့ကိုပဲပို့တင်တယ်လို့ပြောပါရီ။ဂလန်အလေအချိန်မျိုးတည်နေပြီးတော့ဘန်အာစီကိုလေရင်ခေါ်ဖို့စူးစမ်းပါရီ အဲ့ဒီအချိန်မှာမီလီရှာတွေကလုံယုံနဲ့အခန်းထဲကိုဝင်လာကြဖို့အတွက်ကြိုးစားနေကြတာပါဘေးမာတန်တို့က17 February နဲ့ဆက်သွယ်ဖို့ဘာသာပြန်သူနေနဲ့အေမဟဲကိုခေါ်လာပြီးတော့ shift ကတော့ run ကိုတားမိခဲ့ပါတယ်မြို့ထဲမှာ gig ကဂျယ်လီနီယာကို baking အောင်ပို့ပေးပြီးတိုက်ခိုက်မှုဖြစ်နေတဲ့အချိန်မှာ base ကိုပြန်ခေါ်လာခဲ့ပါတယ်ဒီလိုအချိန်ကြာလာနေမြ GIS တပ်ဖွဲ့တွေက outpost ကိုထွက်လာပါတယ်သူတို့ရဲ့ခီးလမ်းမှာမီလီရှာတွေကလမ်းကိုတားပြီးတော့အမဟဲကဆက်သွယ်ခိုင်းစင်မှာတခြားမီလီရှာအုပ်စုတစုကလာရောက်တာနဲ့ပြစ်ခတ်မှုဖြစ်ပွားသွားပါတယ် base မှာတော့ guest က jdiani နဲ့အတူပြန်ရောက်လာပြီးတော့အစာအုပ်ကို lockdown လုပ်ဖို့ပြောပြီးသူကတော့ပြန်ထွက်သွားပါတယ်။ Ronu ကတော့ Ausbo ကိုရောက်လာပြီး Samday February တပ်ဖွဲ့နဲ့အတူတိုက်ခိုက်မှုကိုဖြေရှင်းကြပါတယ်။ဒေသခံတွေအတွက်ကတော့ဒီလိုတွေဖြစ်နေတာဟာထုံးစံပါပဲ။မီလီရှားတော်တော်များများကိုထိခိုက်စေနိုင်ခဲ့ပြီး GIS တပ်ဖွဲ့တွေက Wesland ကိုတွေ့ခဲ့ပါတယ်။ Stephen နဲ့ Smith ကိုတော့မတွေ့နိုင်ခဲ့ပါဘူး။သူတွေက Smith ကိုမီလောင်နေတဲ့အဆောင်ထဲမှာတေဆုံးနေခဲ့တာကိုတွေ့လိုက်ကြပါတယ်။ ောက်ဆုံးမှာတော့ GIS တပ်ဖွဲ့ကအသက်ရှင်တဲ့ DSS agent တွေကိုစုစည်းပြီးတော့အာမေရိကမီလေးရှားတွေကတခြားတိုက်ခိုက်မှုတစ်ခုပြန်လုပ်ဖို့ပြင်နေတာကိုသတိပေးပါရီ GIS ကအရေးပေါ်ထွက်ခွာဖို့ပြင်ဆင်ကြပါရီထွက်ခွာဖို့တင်ဆောင်ချိန်မှာတော့မီလေးရှားတွေရဲ့တိုက်ခိုက်မှုနဲ့ထပ်မံရင်ဆိုင်ရပြီး DSS တပ်ဖွဲ့တွေကိုကားတွေတင်ပြီးတော့ထွက်ခွာကြပါရီဂျက်ကဝစ်စလန်ကိုလမ်းခွဲမှာဘေးဘက်ကွေ့ဖို့ပြောပေးမယ်ဝစ်စလန်ကစိတ်နှောက်ယှက်ဖြစ်နေလို့နားမလည်နိုင်ခဲ့ပါဘူးသူကတော့ညာဘက်ကွေ့ပြီးတော့မီလေးရှားတွေရဲ့နေရာကိုတိုက်ရိုက်ဝင်သွားခဲ့ပါရီ မီလီရှားတွေကဖမ်းမှုစ조사တဲ့ခါမှာသူတို့ကလက်မခံမင်းနဲ့ပြန်ထွက်ဖို့조사ပြီးပြစ်ခတ်မှုတွေကြုံရပါတော့တယ်။သူတို့ရဲ့ကားကတနက်တန်ကိုခံနေတာအကြောင်းမလို့ခုခံနိုင်ခဲ့ပြီးဘေ့စ်ကိုပြန်လည်ရောက်ရှိလာပါတယ်။ GS တပ်ဖွဲ့တွေကလည်းတိတ်မကြခင်မှာပဲပြန်ပြီးတော့ရောက်လာပါတယ်။ Shift ကအတမ်းမဲ့ဆုံးရှုံးသွားတဲ့အတွက်အရေးပေါ်လေစိတ်ကိုထွက်ခွာဖို့ပြောပါတယ်။ဒါပေမဲ့ Ron ကတော့အန်ဒီအများလို့နေလို့တားမြစ်ခဲ့ပါတယ်။ Shift ကအကူအညီခေါ်ဖို့အတွက်ဆောင်ရွက်ကြပေမဲ့ Shift ကိုယ်တိုင်ကအကူအညီရဖို့မဖြစ်နိုင်တော့ဘူးလို့ပြောတာကြောင့်သူတို့ကပြေးဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။ ရုံးကတူးတက်အရာရှိကိုကြော်ပြီးတော့ကိုကိုကိုခေါင်းဆောင်ဖြစ်ကြီးညာလိုက်ပါရီအင်းတော်စီအိုင်ဌာနချုပ်ကချုပ်ကိုင်းတဲ့အရာရှိကဒေတာစစ်စစ်ဖြစ်သွားပြီးသူ့ဘွဲဝင်တွေကိုချက်ချင်းထွက်ပြေးစီမံကိန်းအကြောင်းရှင်းလင်းတင်ပြလိုက်ပါရီတပတ်မှာတော့ဂေလန်းကဗန်စီယာကိုရောက်လာပြီးတော့သူတို့စကန်းစီကိုတွားလိုက်ပါရီစကန်းမှာတော့စီအိုင်ဝင်နှန်းတွေကမှတ်တမ်းစာရွက်တွေကိုဖျက်သိမ်းပြီးထွက်ပြေးဖို့ပြင်ဆင်နေတဲ့အချိန်မှာ GIS ပွဲကတော့နောက်ထပ်တိုက်ခိုက်မှုကိုခံနိုင်မှုပြင်ဆင်နေခဲ့ပါရီမိုင်လတန်တွေကသူတို့ရှိတဲ့နေရာကိုတည်ပြီးသားဖြစ်နေခဲ့ပါပြီ တခဏကြာမှာတော့မျိုးကန်တယောက်ကမီးဒီကိုပိတ်ထားဖို့တတိပြီးခဲ့ပါတယ်။မပိတ်ရင်မိုင်လီတန်တွေကသူတို့ရှိတဲ့နေရာကိုတီသွားကြမှာဖြစ်လို့ပါပဲ။မကြခင်မှာမိုင်လီတန်တွေကစကန်ဝိုင်းပြီးတော့လာရောက်တိုက်ခိုက်ဖို့တပြင်းစင်နေကြပါတယ်။သူတို့ထီးထွေးတိုက်ပွဲဖြစ်ကြအချိန်မှာဘုံတွေကိုစကန်တွေပြစ်သွားကြပါတယ်။ဒါနဲ့ပဲတိုက်ပွဲတစ်ခုစတင်ခဲ့ပါတယ်။ဂျီအားအဖွဲ့ကအသေးပြောက်မရှိဘဲတိုက်ခိုက်မှုကိုရင်ဆိုင်ပြီးအောင်မြင်မှုတစ်ခုရခဲ့ပါတယ်။ညာဘက်မှာတော့ဂေလန်ဟာဘန်စီယာကိုရောက်လာခဲ့ပေမဲ့စကန်စီကိုမသွားနိုင်သေးပါဘူး။ ဒါပေမဲ့သူ့ကိုဥဆောင်သွားဖို့ဘိုလ်ချုပ်တွေနဲ့ညှိနှိုင်းနေခဲ့ရပါတယ်။စကမ်းမှာတော့ GRS နဲ့ DSS တို့ကလုံခြုံရေးထိန်းသိမ်းတဲ့အချိန်မှာ CIA ဝန်ထမ်းတွေကအကူအညီတောင်းဖို့ဆက်လက်ကြိုးစားနေပါတယ်။ရုံးကဂေလန်ရောက်လာတဲ့အကြောင်းသိပြီးတော့သူ့ကိုတစုတစည်းရဲ့အနေနဲ့ခေါင်းဆောင်အဖွဲ့တွေကိုလက်ခံလိုက်ပါတယ်။အာမဟဲနဲ့ဂျယ်လယာနီတို့ကဂေလန်ကိုဥဆောင်သွားဖို့အတွက်ဘိုလ်ချုပ်တွေနဲ့ဆွေးနွေးနေကြပါတယ်။ရုံးကဂေလန်ရောက်လာရဲဆိုတော့သိပေမဲ့မြို့နယ်မတူရဲအတွက်မတွေ့နိုင်ခဲ့ပါဘူး။ တို့အနေနဲ့ဒေတာကန်အာနာပိုင်းတွေကိုခေါ်ဖို့စူးစမ်းကြပေမဲ့မစည်းုံနိုင်ခဲ့ပါဘူး။အဲဒီအချိန်မှာဂေလန်ကစကမ်းမှာလူတွေတေခဲ့ရင်တို့ကိုလည်းအရှင်မထောက်ဆိုပြီးတော့ပုံချုပ်တွေကိုတရီပေးခဲ့ပါတယ်။စကမ်းမှာတော့စတီဗန်ကိုဒေတာကန်စင်းုံတကူမှာတွေးရှိရဲဆိုတော့သိလာကြပါတယ်။တခြားတစ်ဖက်မှာဂျယ်လီယာနီကဂစ်ကိုစားစရာယူလာပေးခဲ့ပါတယ်။သူက US ကအကူအညီလာမလားမေးလေတော့ဂျယ်လီယာနီကမလွယ်ဘူးလို့ပြောခဲ့ပါတယ်။ဂစ်ကသူတော်မသိပေမဲ့သူမကိုသူ့လူတွေကိုဆက်သွယ်ပေးဖို့ပြောခဲ့ပါတယ်။ တခြားတနေရာမှာဒန်နိုကအာမဟေးကိုထွက်သွားဖို့ပြောပေးမယ်အာမဟေးကမထွက်ချင်ဘူးလို့ပြောခဲ့ပါတယ်ဂျက်ကတော့ဂေလန်အားစတီဗန်ကိုသူတို့အချိန်မီရောက်လာနိုင်တယ်လို့ယူဆခဲ့ပါတယ်အဲဒီအချိန်မှာမိုင်လီတန်နေရဲ့နောက်ထပ်လှုပ်ရှားမှုကိုမြင်တွေ့ကြပါပြီမကြခင်ပါပဲမိုင်လီတန်နေကတိုက်ခိုက်လာခဲ့ပါတယ်အဲဒီတိုက်ခိုက်မှုပြီးမှ GS အဖွဲ့ကနောက်ထပ်တိုက်ခိုက်မှုအတွက်ပြင်ဆင်နေကြပါတယ်ဂျက်ကသူ့မိသားစုကကိုသာမရှိတော့ရင်ဘယ်လိုခံစားမလဲဆိုတာကြောက်တယ်လို့ပြောခဲ့ပါတယ်တခြားလူတယောက်ကသူ့ကလေးကိုပြုစုမာကိုတော့သူစိုးရင်နေခဲ့ပါတယ် ရုံးကလေငါသားကိုတခြားလူတယောက်ပြူးစုမအောင်စိုးရယ်လို့ပြောခဲ့ပါတယ်။တချိန်တည်းမှာဂေလန်နဲ့သူ့အဖွဲ့တွေနဲ့လေပြားတက်သားတွေစကန်းစီလာကြပါတယ်။ဒါအဖွဲ့အတွက်စိတ်တက်ကိုမြင့်တင်ပေးခဲ့တာပါ။ဒါပေမဲ့ထွက်နိုင်မှုလူရီအတွက်များလုံးလုံးမဖြစ်နိုင်သေးပါဘူး။ဂေလန်ကသူ့ရဲ့စကန်းကိုဆက်ပြီးတော့ထိန်းထားဖို့ပြောကာနောက်ထပ်ရင်းတွေအတွက်ထွက်သွားကြပါတယ်။ဒါပေမဲ့ဂေလန်ထွက်သွားပြီးတော့မကြခင်မှာပဲစကန်းကိုမော်တာနဲ့အကြီးစားဘုံးတွေသုံးပြီးတော့တိုက်ခိုက်လာခဲ့ကြပါတယ်။ဘုံးတစ်လုံးကဂစ်ကိုထိခိုက်စေခဲ့ပါတယ်။ တခြားဘုံတစ်လုံးက gas ကိုကယ်ဖို့လာတဲ့ run ကိုတက်လိုက်ပါတယ်။ gas ရဲ့လက်လေတော်တော်လေးပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ရပါတယ်။ oven လေးပဲခြောက်ကိုထိသွားခဲ့ပါတယ်။ jet ကတော့အဝေးတနေရာမှာငိုနေခဲ့ပါတယ်။အဲနောက်မှာတော့ gas ကိုဆေးကုသပေးကြပါတယ်။ oven မှာထပ်ပြီးတော့ဆေးကုသပေးခဲ့ရပါတယ်။သူတို့ကဒီတိုက်ခိုက်မှုရဲ့အနောက်အကျန်တွေကိုမတော်တဆခံစားနေရရင်လေပြားတပ်သားအုပ်စုတစ်ခုလာနေတော့မြင်တွေ့လိုက်ရပါတယ်။သူတို့ကနောက်ထပ်တိုက်ခိုက်မှုအတွက်ပြင်ဆင်နေကြပါတယ်။တန်တို့ကလုံးဝတိုက်မယ်လို့ပြောခဲ့ပါတယ်။ ါပေမဲ့တစုံတယောက်ကဂျမ်မိုပြသလို့သူတို့ကမိတ်ဆွေတွေဖြစ်နေတယ်ဆိုတော့သိလိုက်ရပါပြီ။အဲဒီအချိန်မှာတန်တိုကထငိုခဲ့ပါပြီ။အနေငယ်ကြောင့်မပဲ GRS DSS နဲ့ CIA တို့ကနေရာကိုစတင်ရှောင်ခိုခဲ့ကြပါပြီ။ဒါနာမှုကနေရာကမထွက်ဘူးလို့ပြောခဲ့ပါပြီ။ဒါပေမဲ့ဂျက်ကသူ့ကိုပြန်သတိပေးပြီးနေခဲ့တာနဲ့တခြားလူတွေပြန်လာခဲ့ဖို့လိုလာမှာဆိုတော့သတိပေးခဲ့ပါပြီ။ဌာနမှုကလည်းနားလေပြီးတော့နောက်ဆုံးမှာတော့အတူတကွနေရာကနေထွက်လာခဲ့ပါပြီ။တန်တိုကနောက်ဆုံးတကောက်ပိတ်ပြီးတော့အမဟေးကိုအတူတူလာဖို့အတွက်ဖိတ်ခေါ်ခဲ့ပါပြီ အာမဟင်းကတော့မလာပါဘူး။သူ့နိုင်ငံသားတွေအကြောင်းဖြစ်ပေါ်လာတဲ့ကောင်းမလေးဖြစ်စီရဲ့အတွက်တောင်းပန်ခဲ့ပါရီ။အမေရိကန်တွေထွက်သွားတဲ့နောက်မှာတော့လီရာလူတွေကလည်းသူတို့တည်ဆုံသွားတဲ့လူတွေအတွက်ဂုဏ်ပြုခဲ့ကြပါရီ။နောက်ဆုံးမှာတော့ဒုက္ခသည်တွေလေးချိတ်ကိုရောက်လာကြပါရီ။အဲဒီနောက်လေရင်ပေါ်ကိုတက်ခဲ့ကြပါရီ။ဂျလီယာနီနဲ့ဌာနမှူးကဂျန်နဲ့ GIS အဖွဲ့ကိုသူတို့လှုပ်ဆောင်ခဲ့တဲ့တာဝန်အတွက်ကျေးဇူးတင်ခဲ့ပါရီ။အနောက်မှာတန်တိုကစမ်တင်ဖေဗူအာရီကိုကားတော်တွေပြန်ပေးပြီးလွန်မြောက်သူတွေကတော့ထွက်သွားကြပါရီ။ ဂျီအက်စ်အဖွဲ့ဝင်တွေကြံရှိနေတဲ့သူတွေကဒီတိုက်ခိုက်မှုဟာမဖြစ်မနေအထဲကစဉ်းစားပြီးစီစဉ်ထားတာဖြစ်နိုင်တယ်လို့တန်ပြန်ရှိကြပါတယ်။ဒါပေမဲ့တဦးတယောက်ကိုအပြန်အလှန်ယုံကြည်နိုင်ခဲ့တာကိုကျေးဇူးတင်ရမှာပါ။အိမ်ပြန်နိုင်တာကိုလည်းဝမ်းသာခဲ့ကြပါတယ်။ Library ကထွက်ခံနေမှာဂျက်ကဘက်စီယိုဖြစ်ရအကြောင်းပြောပြခဲ့ပါတယ်။သူ့ရဲ့မိတ်ဆွေရုံးတေဆုံးသွားတယ်လို့လည်းပြောခဲ့ပါတယ်။ဒါသူ့ရဲ့နောက်ဆုံးအကြိမ်လှုပ်ဆောင်မဲ့ mission ဖြစ်မယ်လို့ဆိုပါတယ်။သူဟာမိတ်ဆွေရဲ့ရုပ်လောင်းကိုနောက်ဆုံးအကြိမ်ကြည့်ပြီးမှပဲ Library ကနေထွက်သွားခဲ့ပါတယ်။ ဒီပြည့်ရက်ဒီအနောက်မှာတော့ Liberal ကိုနိုင်ငံတကာကပြင်းထန်စွာအပြစ်တင်ခဲ့ပါတယ်။ဒီမရှင်ရဲ့နောက်မှာတော့အများစုကတာဝန်ရနေပြီးတော့နားသွားခဲ့ကြတာဖြစ်ပါတယ်။